ိုးသူနဲ့ညာပင်အမေရိကန်နိုင်ငံမှာအခြေခံအလုပ်တွေလုပ်နေတဲ့အညီမအစိုးမျက်နှာတာအကြောင်းပြောပြလာတဲ့အစိုးမျက်သူဆောင်ပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်လေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ ညီမဖြစ်သူစိုးမျက်နှာတာတယောက်နိုင်ငံကျော်မင်းသမီးဘဝကိုဆွန်လွပင်းအမေရိကန်နိုင်ငံကပုံနှိပ်တိုက်တစ်ခုမှာအချိန်ပိုင်းအောက်ခြေဝန်ထမ်းဘဝနဲ့ရုန်းကန်နေရတဲ့အကြောင်းကိုဂယုနာသက်စွာပြောပြလာတာကတော့တရုတ်ဆောင်မင်းသမီးကြီးအကယ်ဒမီစိုးမျက်သူစာပေါင်းစိုးမျက်သူစာစိုးမျက်ကလေးယာစိုးမျက်နှာတာစတဲ့အမျိုးသမီး၃ယောက်ကတော့အနုပညာလောကမှာရှာရှာပါပါညီမ၃ယောက်လုံးမင်းသမီးဖြစ်ကြတဲ့စိုးညီမတွေဖြစ်ပါတယ် သူတို့တော့ရောက်တင်မကပါဘူးဆိုပြတဲ့စဉ်စံတီမြင့်လွင်စတဲ့ဝမ်းခွဲညီမတွေတောင်းအနုပညာလောကမှာထင်ရှားတဲ့အနုပညာရှင်တွေဖြစ်ခဲ့ကြပါတယ်ဒီလိုနာမည်ကြီးထင်ရှားတဲ့ဆိုးညီမတွေထဲမှာအလားဆုံးဖြစ်ခဲ့တာကတော့ဆိုမျက်နှာသာဖြစ်ပါတယ်ဆိုမျက်နန္ဒာကညီမအားလုံးထဲမှာအလားဆုံးနဲ့ပရိသတ်အားပေးမှုအများဆုံးဖြစ်ခဲ့ရပါဆိုမျက်နန္ဒာတယောက်ဆိုးသူနဲ့လက်ထပ်ပြီးအမေရိကန်နိုင်ငံမှာအလုပ်ကျန်းလုပ်နေရကြောင်းပြောပြလာသူကတော့အမဖြစ်သူဆိုမျက်သူစာဖြစ်ပါတယ် အလုံးသေးကြတဲ့အတိုင်းဆိုမျက်နှာတာဆိုတာကတော့မြမရုပ်ရှင်နုပညာလောကမှာထိတ်တန်းနိုင်ငံကျော်မင်းသမီးတက်လက်ဖြစ်ခဲ့ပါတယ်။ဆိုမျက်နှာကငယ်ရွယ်စဉ်အချိန်မှာအမားဖြစ်သူဆိုမျက်သူစာထက်တောင်ပို့ပြီးတော့လှပပြီးချစ်စရာကောင်းခဲ့ရာကြောင့်နာမည်ကြီးပါတယ်။ဒါပေမဲ့ဆိုမျက်နှာနဲ့ဆိုမျက်သူစာမတူတဲ့အချက်ကတော့ဆိုမျက်သူစာကအသက်ကြီးတဲ့အချိန်ထိရုပ်ရှင်ဇာတ်ကားတွေမနာတမ်းရိုက်ကူးနေရပါပဲ။ ဆိုမြနန္ဒာကတော့အသက်ကြီးလာပြီးရဲ့နောက်ရုပ်ရှင်ဇာတ်ကားတွေမရိုက်ကူးရတော့ပါဘူး။ဒါအပြင်ဆိုမြနန္ဒာကရုပ်ရှင်မင်းသားစိုးသူနဲ့လက်ထပ်ပြီးတော့ပရိသတ်တွေတချို့သောအနုပညာရှင်အတိုင်းဝိုင်းတွေကလူတွေရဲ့ဝေဖန်ဖြစ်တင်မှုတွေရရှိခဲ့ပါတယ်။ဆိုမြနန္ဒာကဒီလိုအကြောင်းရင်းတွေကြောင့်တားဖြစ်သူမြတ်တော်မောင်ရဲ့ပညာအရေးအတွက်ကြောင့်ရောမြန်မာနိုင်ငံကနေအမေရိကန်နိုင်ငံမှာနေထိုင်နေရဖြစ်ပါတယ်။ အခုကမှတော့ဆိုမြတ်သူစာကညီမဖြစ်သူဆိုမြတ်နန်တာရဲ့အမေရိကန်နိုင်ငံမှာရုံးကန်နေရတဲ့အခြေအနေတွေကိုရှင်းပြလာပါတယ်။ဆိုမြတ်သူစာရဲ့အဆိုအရတော့အမေရိကန်နိုင်ငံမှာအလုံးမရှိရင်နေလို့မရတာကြောင့်ဆိုမြတ်နန်တာကနာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်ပေမဲ့အမေရိကန်နိုင်ငံမှာအောက်ခြေအလုပ်တစ်ခုဖြစ်တဲ့ပုံနေတိုင်းမှာအချိန်ပိုင်းဝန်ထမ်းဖြစ်လုပ်ရတယ်လို့သိရပါတယ်။ ဒါပေမဲ့တကူကောင်းတာကအချိန်ပိုင်းအလုပ်ဖြစ်ပြီးလုံရင်ပတ်စံရမယ်နားရင်ပတ်စံမရတာကြောင့်စိုးမျက်နှာက စိတ်ပိုင်းရင်လုံတယ်စိတ်မပိုင်းရင်မလုပ်ဘူးလို့စိုးမျက်သူစာကပြောပါတယ်စိုးမျက်သူစာရဲ့အဆိုအရတော့စိုးမျက်နှာကဒီလိုမျိုးအမေရိကန်နိုင်ငံမှာရုန်းကန်နေရပေမဲ့တော်တော်လေးကိုပျော်ရွှင်နေရလို့သိရပါတယ် ။စွန်မြတ်သူစာကတော့သူမအနေနဲ့ရန်ကုန်မြို့မှာမိတ်ဆွေအပေါင်းအသင်းတငယ်ချင်းတွေဝိုင်းဝိုင်းလဲနေရတဲ့ဘဝကိုသာပျော်ပြီးတော့အမေရိကန်နိုင်ငံမှာပြင်းချောက်ချောက်နဲ့တိတ်ဆိတ်နေရတဲ့ဘဝကိုအသားမကျဘူးလို့ဆိုပါတယ်။ဒါပေမဲ့လည်းညီမဖြစ်သူစွန်မြတ်နန္ဒာနဲ့မောင်ဖြစ်သူမောင်မောင်တို့ကအမေရိကန်နိုင်ငံမှာနေထိုင်နေရကြောင်း6လတကာတော့အမေရိကန်နိုင်ငံကိုသွားရောက်နေရအောင်မှဖြစ်တယ်လို့မာဂျီဆိုးကစွန်မြတ်သူစာကပြောပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအမေရိကန်နိုင်ငံမှာအခြေခံလုပ်တွေလုပ်နေရတဲ့စွန့်မျက်နှာတာပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။